မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဆွေးနွေးခြင်းတဲ့အကြောင်းအရာ fashion တွေကို present ပြုလုပ်တဲ့နီလန်းနေတဲ့က keyword အကူမနီလန်းနဲ့ no default အကူမနီလန်းလို့လည်းခေါ်တဲ့နောက်ထပ် default default parameter value နီလန်းလို့လည်းခေါ်တဲ့နီလန်းနှစ်မျိုးကိုကျွန်တော်ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်ဟုတ်ပြီတော့ဒီဥပမာလေးကိုကြည့်လိုက်အောင်ဒီဥပမာလေးကတော့ကျွန်တော်ဘာနီလန်းနဲ့ရေးထားလဲဆိုရင်ကျွန်တော်ဒါ require အာဂူမန့်နဲ့နော်ကိုရေးထား position နဲ့အာဂူမန့်လုံးလဲခေါ်တာပေါ့အဲ့မှာနော်ဒီမှာဆိုရင် function အမီရ main တိုင်း main တိုင်းမှာ parameter ဘယ်နှခုပါအောင်၃ခုပါတယ် eight ရဲ့ m ရဲ့ cd ရဲ့8ရဲ့8ကတော့ကျွန်တော်တို့ဘာလဲဆိုနာရီတွေကိုအမှန်ပြုတ်လုတ်ပေးထားတာကိုတော့တွက်ချက်ထားဥပမာနာရီမှာကျွန်တော်တို့24နာရီရှိတယ်ဆိုပါတော့တကယ်လို့ကျွန်တော်တို့က25လို့ခေါ်တယ်ဆိုရင်25နာရီဆိုတော့တကယ်တမ်းတော့မရှိဘူးမရှိဘူးဆို25နာရီဆိုတော့တကယ်တမ်း ဘလို့ဖြစ်သွားပြီလဲဆိုရင်ဟိုတရက်နဲ့တနာရီဖြစ်သွားတယ်တကယ်တမ်းဒီကောင်25နာရီဆိုတော့တနာရီပဲဖြစ်တယ်လို့ယူဆလို့ရအဲ့ဒါကိုကျွန်တော်တို့ကရာဂိုင်နှုန်းနဲ့24နဲ့25ကို24နဲ့စာလို့ရတဲ့အကျွင်းကိုယူလိုက်ရင်ကျွန်တော်တို့တက်ဖယ်ကြံပါအဲ့ဒါဆိုတနာရီဆိုပဲဖြစ်မှာဆိုလိုချင်တာကတော့နာရီတွေကို format မှာလုပ်ပေးခြင်းကျွန်တော်တို့ကနာရီတွေကိုမှန်ပါအကျွင်း24နဲ့စပြီးတော့ရတဲ့အကျွင်းကိုယူပါမှာဖြစ်တယ် မိနစ်လဲထုံလေးတူတာမိနစ်ကဘယ်တော့ဖြစ်ဖြစ်60ကိုကျော်လို့မရ60မိနစ်ကိုကျော်လို့မရတဲ့အတွက်ကျွန်တော်တို့အကျွင်းယူပြီးတော့အော်60နဲ့ဒီလိုချင်တဲ့မိနစ်ကိုကျွန်တော်တို့က60နဲ့စပြီးတော့ရတဲ့အကျွင်းကိုကျွန်တော်ယူမယ်ယူရမှာအဲ့ဒါဆိုဘယ်တော့ဖြစ်ဖြစ်60မကျော်အဲမိနစ်တရား60မကျော်တော့ဘူးဖြစ်သွားမှာဖြစ်ပါဟုတ်ဟုတ်ဒီမှာဆိုရင်အရင်တော့တင်ကန်းသားမှာဆွနေကြတဲ့အတိုင်း ထိုင်ခြင်းပါရမီတာ percent ပေးထားတာကကျွန်တော် require argument နည်းလမ်းနဲ့ပေးထားတာ require argument နည်းလမ်းရဲ့အားနည်းချက်အားသာချက်တွေကိုကျွန်တော်ဒီမှာတစ်ချက်ကြည့်လိုက်တစ်ချက်ကြည့်လိုက်မယ်ဆိုတော့ no ပထမဆုံး no h ပေးတယ် n ပေးတယ် cd ပေးတယ် no h ကို24နဲ့စပြီးတော့ join ယူထား n ကို60နဲ့စပြီးတော့ join ယူထားဒီကြတခုကဒီကောင်းလေးကဘာမျိုးစားဖြစ်ရမလဲဆိုရင်ကျွန်တော်တို့ကအင်ဂျီကြမျိုးစားဒါမှမဟုတ် flow မျိုးစားဖြစ်ကိုဖြစ်ရမှာ ဒီမှာ CD ရကြတော့တို့ဘာမှယူတော့မထောင်ဒါပေမဲ့သူ့ကို explain လေးမှာထည့်တာသူကရှင်းပြောင်း strand မျိုးစားဖြစ်လို့လဲရကြိုက်တဲ့မျိုးစားလေးဖြစ်လို့လဲရတကယ်၍ကျွန်တော်တို့ program run လိုက်မယ် run လိုက်တဲ့အခါမှာကျွန်တော်8ကိုအရင်ပေးတယ် m ကိုအရင်ပေးတယ်ပြီးသွားရင်ဟို CD ပေါ့ရန်ကုန်ကိုအရင်ပေးလိုက် ဟုတ်ပြီတော့တကယ်လို့ run လိုက်မယ်ဆိုရင်တို့ကအာရန်ကုန်အဲ73နာရီ 32မိနစ်ဆိုပြီးဖုန်းလာမှာဟုတ်ပြီကျွန်တော်တို့ကတကယ်လို့ကျွန်တော်တို့ကရန်ကုန်ကိုအရင်သွားပြီးရေးလိုက်တယ်ရန်ကုန်သွားရေးလိုက်တယ်ရေးပြီးတော့မှကျွန်တော်တို့ကနိုင်နဲ့မိနစ်ကိုလို့တော့ရေးခြင်းတယ်ဆိုရင်ဘယ်လိုဖြစ်မလဲဆိုတော့တော့ရေးလိုက်ကျွန်တော်ဒီမှာဆိုရင်တော့7နိုင်တော့15မိနစ်ဆိုပြီးရေးလိုက်ကျွန်တော်15မိနစ်ဆိုပြီးတော့ရေးလိုက်တဲ့အခါမှာဘာဖြစ်လို့လဲဆိုတော့တိုက် error ပြနေမှာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ တကယ်တမ်းတော့သူကအစင်တိုင်းသွားမှာဒီအိတ်နေရာရန်ကုန်ရောက်သွားမှာအဲ့ဒီအတွက်ရန်ကုန်ကိုကျွန်တော်တို့ကသွားပြီးတော့စားလို့မရဘူးစားပြီးတော့တွင်းယူလို့မရအဲ့တွက်ကျွန်တော်တို့ကွန်တက်နေဖြစ်မှာဒီလိုပြဿနာကိုဖြေရှင်းဖို့အတွက်ကျွန်တော်ဘာလို့သုံးလို့ရလဲဆိုတော့ keyword argument ကိုကျွန်တော်တို့အသုံးပြုပြီးတော့ဖြေရှင်းနိုင်မှာ keyword argument ဆိုတကယ်လို့ကိုကအစင်တိုင်းမထည့်ခြင်းစင်တိုင်းမထည့်ခြင်းဘူးဆိုရင်တော့ keyword argument ထည့်ရမှာဖြစ်ပါ။ဟုတ်ပြီ keyword argument ဘယ်လိုထည့်နိုင်မလဲဆိုရင် ကျွန်တော်တို့ကကိဝတ်အာဂူမန့်ကိုကျွန်တော်တို့ကဒီမှာရန်ကုန်ဆိုရင်ရန်ကုန်ရန်ကုန်ရဲ့နော်အပေါ်ကဒီပါရာမီတာနာမည်တော့တိကိုတိရမှာနော် CD လို့ပေးလိုက် CD CD ကနော်တို့ကဗာလဲလုံနေနော် YANGO YANGON ရန်ကုန်လို့ပေးလိုက်မှာပြီးတော့မှကျွန်တော်ဒီမှာ minute ပေးမှာဘောင်းမှန်ကြိုက်လို့ရေးလို့ရ minute ကိုကြတော့ minute ကိုကြ minute နေရာက m လေးပေါ့ m လေးနေရာမှာကျွန်တော်တို့က15ရေးမယ် ပြီးသွားရင် h နေရာကကျွန်တော်တို့ကဘာရေးမလဲဆိုရင်ကျွန်တော်တို့က30ရေးလိုက်အပြီးပြီးတော့ no run ကြည့်လိုက် run ကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ရန်ကုန်အင်းစင်နာကြီး55 no ဟုတ်တယ်အဲ့နေရာမှာအဲ့နေရာမှာ30ဖြစ်သွားပြီး m နေရာမှာ55ဆိုပြီးဖြစ်မှာအဲ့တော့ require argument တွေကအစင်တိုင်းထည့်ကိုထည့်ရမယ်တကယ်လို့အစင်တိုင်းမထည့်ခြင်းကျွန်တော်တို့က keyword argument ကိုအသုံးပြုပြီးတော့ရေးသားနိုင်ပါတယ်ဟုတ်ပြီနောက်ဒီမှာစန့်ကြည့်လိုက်မယ် ကေဝအာဂုမန်မော်ဘယ်နဲ့တော့ဒီတိုင်းလေးတော့55ဆိုရင်တကောင်ဆို16 16ဆိုရင်တော့ run ဒီလာမယ်ဘယ်လိုဖြစ်မလဲဆိုတော့တော့ရေးလို့မရပါဘာဖြစ်လို့ရေးလို့မရလဲဆိုတော့အရင်ဦးဆုံးတော့တို့ဘာရေးရမလဲဆိုရင်ကျွန်တော်တို့ keyword argument တွေကိုနောက်မှာထားပြီးတော့ကျွန်တော်တို့ရေးလို့ရဒါပေမဲ့ရှေ့ဆုံးမှာထားပြီးတော့ကျွန်တော်တို့ကရေးလို့မရဘူးအဲ့ဒါလုံးဝအရေးကြီးတယ် ဟုတ်ပြီကျွန်တော်နောက်မှထားပြီးရေးလိုက်လို့ရတယ်ဆိုတော့ဘယ်လိုဟိုဖြစ်မလဲဆိုရင်ကျွန်တော်ဒီမှာဆိုရင်15ပေါ့15ပြီးတော့မှကျွန်တော်ကဒီမှာ keyword argument ကိုကျွန်တော်က cid y cdo မှာကျွန်တော်တို့ကဘာရေးမလဲဆိုရင် mand a n a y မှန်တယ်လေပြီးတော့မှကျွန်တော်က minute ကို minute ကိုကျွန်တော်ဘာရေးချင်လဲဆိုတော့ minute ကိုကျွန်တော်ကအာဟိုဟာလို့ရေးလိုက်မှာ20လို့ရေးလိုက် အဲအဲ့မှာကျွန်တော်ကြည့်ကြည့်လိုက်ဒီကောင်ဆိုရင်ဘာမှမဖြစ်အရင်ဦးဆုံးကျွန်တော်တို့ရေးနိုင်တာကဘာဝင်ရေးအရင်ရေးနိုင်လိုင်းဆိုရင် position နဲ့ argument ကိုအစင်တိုင်းမှန်းနေအောင်ရေးပြီးတော့မှကျွန်တော်တို့ keyword argument နဲ့နေရာလွှဲလို့ရဒီမှာဆိုကျွန်တော်တို့ကနာယူသူ့နေရာနဲ့သူထားလိုက်တယ်ပြီးတော့မှဒီနှစ်ခုကိုဒီနှစ်ခုကိုကျွန်တော်တို့ကအစင်ပြေလို့ရှင်းအောင်ကြိုက်တာရေးချင်တယ်သူက keyword argument ထားပြီးရေးလိုက်တာဟုတ်ပြီအဲ့တော့ no program လေးတော့ကြည်လိုက်လုံးလုံးလားမလုံးလား ောဒီမှာဆိုအလုံးလောက်တယ်အိတ်ကတော့15သူ့နေရာသူဝင်သွားတယ်မိနစ်ကလည်းသူ့နေရာသူဝင်သွားတယ်20မိနစ်မန္တလေးကသူ့နေရာသူဝင်သွားတယ်နော်နေရာလေးကတော့နော် keyword argument လေးပါအဓိက keyword argument အဲ့ကို ရေးခြင်းရင်ဘယ်လိုရေးနိုင်လဲဆိုရင်ရင်းသုံး position နဲ့ argument ဒါမှမဟုတ် require argument တွေကို number မတက်ဖက်နဲ့ရှေ့ရနဲ့ရေးမယ်နောက်ကကြံတဲ့ parameter လေးကိုနေရာ ကြိုက်တယ်လို့ပြောင်းပြီးတော့ရေးသေးခြင်းနဲ့ဆိုရင်ရေးခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဘာလို့သုံးနိုင်မလဲဆိုရင် keyword argument ကိုသုံးပြီးတော့ရေးသားနိုင်ပါနောက်ခုဆိုးနေမဲ့အကြောင်းအရာလေးကတော့ default argument လို့လည်းခေါ်တယ် default parameter value လို့လည်းခေါ်တယ်ဟုတ်ပြီသူ့ရဲ့လုံဆောင်ပုံလေးကိုတော့ကြည့်ကြည့်လိုက်အောင်နောက်ပုံမှန်ဒီဒီမှာဆိုရင်ကျွန်တော် ရေးထားတာ function တစ်ခုရေးထားတယ် function ရဲ့နာမည်က print DID ဆိုပြီးတော့ပေးထားတယ်နောက်ဒီမှာဆိုရင်နောက် ပါရာမီတာနံပါတ်က TID လို့ရေးလိုက်တယ်။အမှဘာထပ်ပါသွားလဲဆို TID ရဲ့ value တန်ဖိုးကြီးပါသွားတော့ assign ပေးလိုက်တယ် value တန်ဖိုး string value ကြီးကိုတော့ assign ပေးလိုက်တယ်။ပုံမှန်အဖြစ်ကျွန်တော်တို့ရေးတဲ့အခါမှာဒီ value ကိုတွဲပြီးတော့ရေးလို့မရှိပါဘူး။အတကယ်လို့ပါရာမီတာနဲ့ value နဲ့တွဲပြီးရေးတယ်ဆိုရင်တော့တော့သူ့ကိုဘာလို့ခေါ်လဲဆိုရင် default argument ဒါမှမဟုတ် default parameter value လို့ခေါ်တယ် ဟိုသူ့မှာလည်းသူ့ရဲ့ထူခြားချက်တွေရှိဟိုရဲကြီးလိုက်မနော်ဖန်ရှင်နာမည်ခေါ်ပြီးတော့ဖန်ရှင်ကိုတော့ခေါ်တော့မယ် print DID လို့ရေးလိုက် print DID လို့ရေးလိုက်ပြီးတော့ no ပုံမှန်အားဖြင့် DID နာနာမည်နေရာမှာကျွန်တော်ဒီမှာ DID လို့ရေးရတော့မှာတော့အရင်ကဟလိုမောင်မောင်ဆိုပြီးတော့ရေးလိုက်ဒီလို no program ကို run ကြည့်လိုက် program နာမည်က example session ဆိုတော့ example session.py ဆိုပြီး run လိုက်မယ်။ဒါရှင်ငါသူ့ရဲ့နာမည်က print id ကိုခေါ်တုံးထားတဲ့အတွက် print id အောက်ကအလုပ်လုပ်တော့မှာ။အဲ့ချိန်မှာကျွန်တော်တို့က tid နေရာမှာဘာရောက်သွား။ print id နေရာမှာ tid နေရာမှာ hello မောင်မောင်ရောက်သွားတဲ့အတွက် तू က hello မောင်မောင်ပဲအလုပ်လုပ်အောင်မှာဖြစ်တယ်။ဟော hello မောင်မောင်ရောက်ဟုတ်ပြီ။တော့တကယ်လို့ကျွန်တော်ကဘာမှရိုက်မထည့်ဘူးဆိုရင်ဘာလုပ်လို့မလဲဆိုပြီးတော့ကြည်လိုက် ဒီမှာတော့တကယ်လို့ default argument pattern နီးကိုသုံးရင်ဘာမှရိုက်မထည့်ဘူးဆိုလဲကျွန်တော်တို့ကဘာမှမဖြစ်ဘာဖြစ်လို့လဲဆိုသူ့မှာမူရင်းတက်မိုးရှိပြီးသားမူရင်းတက်မိုးရှိပြီးသားအတွက် default argument ဆိုပြီးပေါ်နေမှာသူက default ဖြစ်အဲဒီရွေးကျွန်တော်တို့ကဒီလုံမမဟုတ်ဘူးဒီကောင်ကြီးကိုကျွန်တော်တို့ဖြုတ်လိုက်မယ်ဖြုတ်လိုက်မယ်ဆိုရင် तू ကရိုးတန်းတန်းတာဘာဖြစ်သွားမှာ position နဲ့ argument ပုံစံဖြစ်သွားမှာဖြစ်တဲ့အတွက်လို့ဒီ program ကြီးကိုကျွန်တော်စိတ်ပြီးတော့စေလိုက်မယ် run လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာ type error print dat missing 1 require position နဲ့အခုမှာ dat ကြီးဆိုတော့ dat မှာတန်ဖိုးမရှိဘူးဆိုတာဖြစ်နေတယ်။အဲ့လိုခြေနေကိုကျွန်တော်တို့ကရှောင်ရှားနိုင်မှုအတွက်ပုံစံကိုထွက်ကိုတွက်ချက်တဲ့ပုံစံပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့က default လေးရေးပေးတာဖြစ်ပါတယ်။ဟုတ်ပါ ဟုတ်ပြီနောက်ထပ်ထူးခြားချက်ကဘာရှိလဲဆိုရင်တို့တွဲပြီးတော့လည်းရေးလို့ရပါတွဲပြီးရေးလို့ရဆိုတော့ no position နဲ့ argument နဲ့ရဲ no required argument နဲ့ရဲ default argument နဲ့တွဲရေးလို့ရဒါပေမဲ့ရေးတဲ့အခါမှာတို့ဘာရှိရမလဲဆိုရင်ဟုတ်ဒါဆိုရင် parameter ဘယ်နှခုရှိလဲဒီ example ဆို show argument parameter a ရှိတယ် b ရှိဒီမှာဆိုရင် b ရေးကြတော့ဘာမျိုးစားလဲ နော် default argument အမျိုးအစားဖြစ်တယ်။ဒီအကြောင်းဟိုရှင်ရှင်ရှင်နဲ့ argument ဒါမှမဟုတ် require argument ဖြစ်တယ်။ထည့်ကိုထည့်ရမယ် argument ဖြစ်တယ်။ဟုတ်ပြီနော်ဒီ function လေးကိုနော်ခေါ်သုံးလိုက်မယ်နော်ဒီကောင်လေးကိုပြိုင်လိုက်မယ်။ဒီ function လေးကိုနော်ခေါ်သုံးလိုက်။ခေါ်သုံးလိုက်တဲ့အခါမှာနော်ဘယ်လိုဖြစ်မလဲဆိုရင်နော် p နော်အစိတ် show argument နော်ဒီမှာအရင်ဆုံးကျွန်တော် a e n hey နဲ့အဲ့နေရာမှာ hello ီနေရာမှာတော့ high လို့ပေးလိုက်မယ်။နောက် default argument သဘောတရားအတိုင်းတော့ဒီကောင်းတော့ရိုးရှင်းပါ။ a a နေရာမှာ hello ဝင်သွားမယ်။ b နေရာမှာကျွန်တော်ဘာဝင်သွား high ဝင်သွားမယ်။နောက် program လေးကိုတော့ run ကြည့်လိုက်။တော့ဒီမှာဆိုရင် hello နဲ့ hi ပေါ်လာပါ hello ရဲ့ hi ရဲ့ပေါ်လာဟုတ်တယ်နော်ဟုတ်ပြီတော့ဒါဆိုရင် အလုံးနဲ့ခိုင်းနေပေါ်လာတကယ်လို့ကျွန်တော်ဘီယိုမထည့်ဘူးဆိုရင်ဟလိုပဲကျွန်တော်ထည့်လိုက်မယ်ဆိုရင်ဘာပေါ်လာမလဲဆိုရင်တော့ default argument ပုံစံတိုင်းသူ့ရဲ့တန်မိုးရိုက်မထည့်ဘူးဆိုရင် second parameter value in default ဆိုပြီးတော့ null ပေါ်လာမှာဖြစ်ပါအဲ့လိုပုံစံတိုင်း null ပေါ်လာမှာဖြစ်ပါတော့တခုရှိတာကသူ့ကို BA ကိုတော့သူက requirement argument ဖြစ်တဲ့အတွက် null ရိုက်ကိုထည့်ရမှာ မထည့်လို့မရဘူး။တို့ဒီမှာဆိုရင်နှစ်ခုကတစ်ခုဆို major require position နဲ့ argument A တဲ့ A ကတန်ဖိုးမရှိဘူး B ကတော့တန်ဖိုးရှိရဲ့ A တန်ဖိုးမရှိအဲ့လိုဖြစ်တယ်။တို့ထည့်မယ်ဆိုလည်းနှစ်ခုလုံးထည့်လို့ရ။ဟိုင်းတော့ပဲဒါဆိုရင်နှစ်ခုလုံးက require argument ဖြစ်တဲ့အတွက်ကျွန်တော်တို့ကဘာလုပ်လို့ရလဲဆိုရင်တို့ဘာမှမထည့်လဲကျွန်တော်တို့ကရသွားတယ်။ဘာမှမထည့်လဲကျွန်တော်တို့ကရသွားတယ်။အဲ့ဒါဆိုရင်ကျွန်တော်တို့ကဘာအပေါ်မှာလဲဆိုရင်ဟိုင်းရဲ့ second default value မှာဆိုအဲ second parameter value is default ဆိုပြီးတော့ပေါ်လာ နောက်တစ်ခုရှိတာကတော့ record ရဲ့ argument ရဲ့ default argument ရဲ့တွဲရေးတဲ့အခါမှာ default argument ကိုတော့ရှေ့ကနေထားပြီးတော့ရေးလို့မရပါဘူးအဲ့ဒါဘာလို့ဆိုလို့ကျန်တာလဲဆိုရင်တော့ဒီ example လေးကိုတော့ကြည့်ကြည့်ကြည့်လိုက်မယ်ဒီဒီ example လေးကိုတော့ကြည့်ကြည့်လိုက်မယ်တော့ဒီမှာဆိုရင် default argument b ကိုကျွန်တော်ရှေ့ရထားလိုက်တယ် a ကိုကနောက်မှာထားလိုက်သူတန်မိုးမပါအဲ့အချိန်မှာကျွန်တော်တို့က error တက်ပါမှာ run လုပ်မရဒီမှာလည်းနေ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 ဆိုတာ error ကိုပြောတာပါဟိုဒီမှာ error တက်နေပါမရေးလို့မရရှေ့မှာထားရင်ရေးမရင် default argument ကိုလည်းတော့ value လေးတော့တက်ပေးလိုက်မှကျွန်တော်တို့ကအဆင်ပြေမှာဖြစ်ပါအဲ့ဒီ hello ဆိုပြီးတော့ပြန်ရေးလိုက် ပြီးရတော့ပြန် run line မှာဆိုရင်တော့မလုံးလုံးပါဒီမှာဆိုရင်ဘာလို့အလုံးမလုံးလဲဆိုတော့ program အစင်တိုင်းလာသူ့ function တော့ခေါ်တော့ပြီးသွားပြီ form မတော့ရသေးရ show args ဆိုပြီးတော့ရေးလိုက်ရေးပြီးသွားရေးဆိုရင်တော့ sc scp ဆို scp ကဘာကိုပြော scp ကကျွန်တော်တို့ print a နဲ့ b ကိုအခုနဲ့တခုချအောင်ကျွန်တော်အန်ဒါခေါင်းမယ်ဆိုတာကိုပြောတယ်အဲဆိုခလုံးနဲ့ပါရမီတာဖြစ်ဟုတ်ပြီသူ့ကို နောက်ထပ်အနေနဲ့ဘယ်မှာသုံးလဲဆိုတော့ဒီ default argument လောက်တဲ့နေရာမှာကြိုက်တဲ့အမျိုးအစားရေးလို့ရသူ့ဘာသူ integer ရေးရေး float ရေးရေးဘာရေးရေးရေးလို့ရဟုတ်ပြီနော်အောက်ကပုံစံလေးကိုကြည့်ကြည့်လားဟုတ်ကဥမာလေးဟုတ်ကဥမာလေးမှာတော့တော့ function name ကပါ function name ကကျွန်တော် gap value gap value မှာ parameter ဘယ်နှခုပါတော့ position ရဲ့ parameter တော့ဘယ်နှခုပါသုံးခုပါ in a bc တော့ဒီမှာ default argument argument ဘယ်တော့ပူပေါင်းတစ်ခုပါသူ့ကို true ဖြစ်နေဒါဆိုရင်ကျွန်တော်တို့ဒီ verbal ဆိုတဲ့ default parameter လေးကကျွန်တော်တို့ဒီသူ့ရဲ့နေရာမှာဘာမှမရေးဘူးဆိုရင်သူက print ထုတ်နေမှာတကယ်လို့သူ့ရဲ့နေရာမှာကျွန်တော်တို့က for ရေးလိုက်ပြီဆိုရင်ထုတ်အောင်မလားမထုတ်ဘူးလေအဲ့ဒါကြာသူ့ရဲ့ code နဲ့ဆိုင်တာဒီ verbal က for ဖြစ်သွားတဲ့အတွက်အလုပ်လုပ်မလားမလုပ်ဘူး hit တယ်ဆိုတာဘယ်တော့ဖြစ်ဖြစ် true ဖြစ်မှာအလုပ်လုပ်တာဖြစ်တဲ့အတွက် ို function ကိုခေါ်လိုက်ရင်တကယ်လို့ဘာမှမဟုတ်ဘာဖော့ဖြစ်နေ function ကဘာမှလုံးဆောင်မှာမဟုတ်တော့ဟုတ်ပြီနော်ဒီ program လေးကိုနော် run ကြည့်လိုက်အောင်ဟုတ်ပြီနော် function ရေးပြီးသွားရင် function ခေါ်တော့မှာ cap value value မှာကျွန်တော်1 2လို့ပေးလိုက်အဲ့ဆို1 2 3ရမြောက်တော့ဘာလို့ဒီဟိုကဒီနေရာမှာနော်က default argument ဖြစ်တဲ့အတွက်မရေးလည်းရမရေးရင်သူကဘာဖြစ်တော့မှာ true ဖြစ်တော့ ထူးပြသွားတော့1နဲ့3ကိုမြောက်တော့တော့ဘယ်လောက်ရမလဲ600အဲ့ဒါဆိုရင်တော့တက်အမြောင်2အမြောင်3မြောင် equal to 6ဆိုပဲတော့ပေါ့ဟုတ်ပြီတော့ program လေးတော့ run ကြည့်လိုက်တော့ဒီမှာတော့တက်အမြောင်2အမြောင်3မြောင် equal to 6ဟုတ်ပြီတော့ဒီနေရာမှာ for ဆိုပဲတော့ရေးလိုက် for ဆိုပြီးရေးလိုက်ပြီးဆိုဘာမှအလုံးလုံးမဟုတ်တော့ပါဘာဖြစ်လို့တော့ if ကထူးဖြစ်တဲ့အချိန်ကျမှလုံးလုံးတာ for ဖြစ်အလုံးလုံးလာမလုံးတဲ့အတွက် ဟို program လေးတော့ပဲပဲဘာမှဘာမှမဟုတ်ပါဘူးအကျွန်တော်ဆွေးနွေးချင်တာကတော့ဒီနေ့ကတော့အလောက်ပါပဲကျေးဇူးတင်ပါတယ်ခင်ဗျ